ဒီဆရာကြီးပြောရတဲ့ဒီအားလေးကိုနည်းနည်းနားထောင်ကြည့်ရအောင်နော်ရမ်းမိုက်ပေါ့မလဲဆိုတာခုနကပေါ့ဘူးနဲ့ပေါ့မလဲဆိုတာအဲ totally တော့မှန်မှန်ဟုတ်ကဲ့နောက်တစ်ချက် तू तू ပြောတာကိုကျွန်တော်လက်မခံတာတစ်ချက်ရှိတယ်ဟုတ်ကဲ့တရုတ်ကကျွန်တော်တို့မလို့ကျွန်တော်တို့ကလို့ရဲဆိုတာမားတယ်လုံးဝမားတယ်ကျွန်တော်လည်းသဘောတူတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် geopolitics ဆိုကြတယ်နည်းနည်းပြောပြအောင်အခုတော်တော်ဒီဇင်ဘာ20မှာ Trump က Gasprom ကို section လုပ်တယ် Russia Gazprom company ကြီးကိုအဲ့ဒါဘာလဲဆိုတော့သူကဒီရေနံနဲ့သဘောတန်ငွေ pipeline company ပဲတိဆောက်ပြီးတော့မအဲ့ဒါ support လုပ်တယ်ဟာ Russia public က95ရာခိုင်နှုန်းစုရှယ်ပါတယ်သူ government က90ကျော်တယ်အဓိကဘာလဲဆိုတော့ Russia တွေရဲ့လူလူတရလုံးပါဝင်တဲ့စီးပွားရေးကိုကင်လုတ်တော့ပေါ့နော်အဲဒီဟာကျွန်တော်တစ်ချက်ပြောချင်တယ်တရုတ်နဲ့ဒီရုရှား link ကြီးကဗမာပြည်ရဲ့အချက်အချာဖြစ်လာတယ်ဒါကြောင့်မို့တရုတ်ကဗမာကိုလိုကိုလိုတယ် တရုတ်က Indian Ocean Policy ပေါ့နော်တကယ် Indian Ocean Policy ကို grip လုပ်ဖို့သူစဉ်းစားရတဲ့အချိန်မှာတရုတ်ပြည်အတွင်းတိုင်းထဲကိုတိုက်ခိုက်ပေါက်တာနှစ်ပေါက်ပဲရှိရနံပါတ်1 Gwada ပါကစ္စတန် Gwada ကနေဝင်တယ်နံပါတ်2ကြောက်ဖြူကဝင်တယ် Yes အဲ့တော့ Gazprom ကို Trump က control လုပ်လိုက်တာနဲ့တရုတ်ရဲ့ဒီအလဲပိုင်းနဲ့အရှေ့ပိုင်းကအသက်ရှူကြမှာတေးကြတယ်ဟုတ်သူကဒါ energy policy လေ ဒီအနောက်တောင်ပိုင်း union နဲ့ဒီဘက်ကအတွင်းပိုင်းဒေသအားလုံးကိုဖြတ်ပြီး support လုပ်တာကကြောက်ဖြစ်တစ်ခုတည်းအဲ့ဒါပြုတ် only အဲ့တော့အဲ့ဒါကြောင့်ရှေ့ရှေ့ပြင်ရောက်လာတာ yes ရောက်လာတဲ့အကြောင်းရင်းက trump က december 20မှာ section လုပ်လို့မဟုတ်ဘူးသူတို့ဒီရဲ့ andy တိလို့ကာကွယ်တာကကြာပြီဘာကြောင့်လဲဆိုတော့ john mccain မသိခင်ခဲ့တဲ့ဒီဟာကို american congress မှာဟိုဥပဒေလုပ်ဖို့သူလုပ်ထားတယ် section လုပ်ဖို့ပြင်းထန်ကြိုးစားတယ်ဟုတ်ကဲ့ဘဝပြည်အပေါက်ကဘဝပြည်ကနေပဲဖြတ်ဝင်မယ်ကြောက်ဖြူပါ အဆုံးဖြတ်ပေးမှာဒီဟုတ်ရဲ့နောက်ဆုံးခဲပါဘူးဟုတ်တယ်ဒါကြောင့်ရှီချင်းပြင်လာအလကားမလာဘူးဝိုင်းလာကိုရဲ့နေလာတယ်ဟိုအဲ့ CG ကိစ္စကြောင့်မဟုတ်ဘူးဒါကြောင့်ကျွန်တော်ပြောတာကတရုတ်သဘောတူပါရခိုင်ငင်းရိုင်းရမယ်ဆိုတာအလကားပြောတာမဟုတ်ဘူးရေရေလက်ရှိလက်ခံမှာဒါပဲတရုတ်ရဲ့သဘောတရုတ်နဲ့မပေါ့အာဒါတော့နော်ကျွန်တော်အရင်တော့ကဒီဒီအန်တီလက်ထက်ဒီမိုကရေစီလက်ထက်တော့ TPP မှာလုတ်တယ်ဒီဘိတ်တယ်ပေါ့နော်ကျွန်တော်အရင်ကြိုက်တယ်ဒီ TV အစီအစဉ် program လေးဖြစ်ပါတယ်ဒီလို program တွေမရှိတော့ဟာလဲကျွန်တော်တို့နိုင်ငံအတွက်အရန်ကိုနှိမ့်နာရလို့မြင်ပါတယ်ဟုတ်လဲဆိုတော့ဒီလိုမျိုးတယောက်နဲ့တယောက်အတွေးခေါ်မတူတဲ့အမြင်တွေကိုဖလှယ်ကြရမှာပေါ့နော်အရန်ကိုပြည်သူတွေအတွက်အရန်ကိုဘူးသူကြတိုးဝါပြီးတော့ကိုယ့်ရဲ့ဒီနိုင်ငံရေးအသည့်အမြင်တွေကမ္ဘာနိုင်ငံရေးအသည့်အမြင်တွေအများကြီးတိုးပွားတယ်လို့မြင်ပါတယ် ဒါလေးကတော့ကျွန်တော်ပြီးခဲ့တဲ့ဒီနှစ်တည်းက TV စီစဉ်လေးပေါ့နော်ကျွန်တော်ပြန်ကြည့်ရတာဖြစ်ပါတယ်